ကြံဖက်မြန်မာစစ်တပ်က RKDOE ထိန်းချုပ်ထားတဲ့နေရာတွေအထက်ကတချို့နေရာတွေကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှုမျိုးဆက်လက်ပြုလုပ်ဖို့ပြင်ဆင်နေတဲ့အတွက်ပြည်သူတွေအနေနဲ့စိတ်ရည်တည်ရှိကြဖို့ AA ကမနေ့ကတတိပေးထုတ်ပြန်လိုက်ပါတယ်။2025ခုနှစ်အောက်တိုဘာလ10ရက်နေ့နေ့စဉ်နဲ့ထုတ်ပြန်ချက်အထဲမှာ RKDOE နဲ့ဖက်စစ်အကြံဖက်စစ်ကော်မရှင်တို့ဟာလက်ရှိအချိန်မှာနှစ်ဖက်စလုံးအတွက်စိတ်ရည်အဆက်အရှာကြတဲ့နေရာ၅ခုမှာအပြန်အလှန်ထိုးစစ်တွေနဲ့အတူ နေ့စဉ်ရက်ဆက်တက်ခိုက်နေခဲ့ကြတာဟာရက်သက်တပတ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးဖြစ်တယ်လို့ဖော်ပြပါရယ်အဲ့ဒီနေရာငါးခုအထဲမှာအာရခဒေတာနဲ့နေမြင့်ချင်းထိဆန်နေတယ်။မကွေးတိုင်းနဲ့ရေကန်၊ပဲခူးတိုင်းညောင်ကျိုးပြူဟာကုန်းနဲ့အေရဝတီတိုင်းအဆက်လင်းမျက်နာမြို့နယ်အတွင်းတို့မှာအကြံဖတ်စစ်တဲရဲ့ထိုးစစ်တိုင်းကိုကြံ့ကြံ့ခံပြီးတံပြန်ထိုးစစ်ဆင်နေတာကြောင့်အဲ့ဒီနေရာတွေမှာတိုက်ပွဲတွေနေတိုင်းနေပါဖြစ်ပွားနေတယ်လို့ဆိုပါရယ်။ တဖက်မှာလည်းအကြံဖက်စစ်ကောင်ရှင်က အရခတက်တော်ထိန်းချုပ်ထားတဲ့အန်တောင်ကုတ်တန်တွဲနဲ့ကွာဆတဲ့တောင်ပိုင်းလေးမြို့နယ်မှာရွေးကောက်ပွဲကျင်းပနိုင်ရတဲ့အတွက်အဲ့ဒီမြို့နယ်တွေကိုဝင်ရောက်နိုင်ရေးရခိုင်ရိုးမအရှိရှမ်းကိုအကြီးအကျယ်ထိုးစစ်ဆင်တိုက်ခိုက်တာမျိုးတွေပြုလုပ်နေပါတယ်။အရခတက်တော် AA ထိန်းချုပ်ထားတဲ့အဲ့ဒီမြို့နယ်လေးခုကိုပြန်လည်ထိုးစစ်ဆင်ဖို့ဆိုတာစစ်ကောင်ရှင်အတွက်အပြောထက်လက်တွေ့မှာမဖြစ်နိုင်တယ်လို့တကယ်လို့စစ်တပ်ကထိုးစစ်ဆင်လာရင်တော့ အန်နဲ့ကြောက်ဖြူတို့ကလုံလာနိုင်တယ်လို့စီဒီအမ်ဘူဂျီစင်ရောကနရင်းစရာကိုပြောပါရတယ်။အဲ့ဒီတောင်ကုန်းတန်ရွဲခွာအန်ပေါ့နော်။နိုင်ရီကန်ဘက်ကနေတက်ဖို့ထိုးဖောက်နေတာရှိတယ်။ဒီဥစ္စာကြီးကတော့တော်တော်လေးစိတ်ဝင်စားစရာကိုကောင်းတဲ့အနေအထားမျိုးပေါ့နော်။အခုလက်ရှိကြောက်ဖြူကတော့ဒီကောက်ပွဲလုံမယ်ဆိုရင်လုံသွားလို့ပေါ့နော်။အဖြစ်လုံသွားလို့ရတဲ့အနေအထားမျိုးကိုတော့တွေ့ရတယ်။အဲ့တော့ကျွန်တော်တို့ဒီအဲ့နိုင်ရီကန်ဘက်ကနေတက်လာမဲ့အန်တိုက်စစ်ဒါမှမဟုတ်လေကျွန်တော်တို့ ြောက်ဖြူကနေပေါ့နော်တောင်ဟုတ်တန်ရွဲခွားကိုသွားမဲ့တိုက်စစ်အဲ့လိုပုံစံမျိုးများလှုပ်လာနိုင်မလားပေါ့နော်အဲ့နှစ်ခုပဲရှိတယ်ကြံတဲ့အနေထားကတော့ဖြစ်နိုင်ကြီးတော်တော်လေးနည်းလွန်းပါတယ်ကြောက်ဖြူနဲ့အန်းကနေပဲထိုးပေါက်လာမဲ့အနေထားမျိုးလို့တော့ယူဆရပါတယ် ဒါအပြင်အခုသတင်းပတ်အတွင်းတန်ရွဲမြို့နယ်ပင်လေပြင်မှာအကြမ်းဖက်စစ်တပ်ရဲ့တိုက်ခိုက်ရေးနေပြီ9စီးရောက်ရှိလာနေပြီးပင်လေပြင်ကနေပြီးစီရေပြင်မှတ်မဟုတ်တဲ့အရက်သားပြည်သူတွေနေထိုင်ရာရက်ွက်ကြီးရွာတွေအတွင်းကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တိုက်ခိုက်နေတယ်လို့ AA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရယ်လက်ရှိတန်ရွဲအခြေအနေကိုမြို့ခန့်တယောက်ကအခုလိုပြောပြပါရယ်အော်ဟုတ်ကဲ့ခင်ဗျအရင်ကဒစီးကအများကြီးတယ်နောက်ဒစီးကကင်းလှည့်တယ် ုံမအနေနဲ့နှစ်စီးရှိတယ်ပေါ့နော်အခုဒီအော်တိုဘားလားအစာပိုင်းကစာပြီးတော့အခုရပိုင်းမှာဒီတင်းနဲ့နေတာနေပြီးတော့တစည်းအညာတင်းနဲ့နေနေပြီးတစည်းနဲ့ဆိုရင်စုစုပေါင်းကုန်တစည်းလောက်ရှိလာတယ်တော်လည်းမငုံလီပဲအချောင်းကိုလည်းဒီရနေပြီလက်မကြီးတွေနဲ့ပြေဆက်တိုက်ပြစ်တာတွေလုပ်နေတယ်အခုရပိုင်းတွင်းမှာပေါ့နော်တော်တော်လေးဟိုဒါသူတို့ဘက်ကပြန်ပြီးတော့ဟိုထူးစစ်ပြန်စင်ပြီးတော့ပြန်ပြီးတော့တိုက်ခိုက်လာတဲ့သဘောပါခင်ဗျာ ။ဒါအပြင်ပင်လေပြင်ကန်နီအတွင်းတနင်္လာပိုင်းဝန်ဆာရှာငါးဖန်ထွက်နေကြတဲ့ရေလုံသားပြည်သူတွေကိုလည်းဖန်စီတပ်ဖြတ်တာတွေကိုအခုရက်ပိုင်းအတွင်းဆက်တိုက်ပြုလုပ်လာနေတယ်လို့ EA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရယ်။ပန်ရွှဲမြို့နယ်ကိုအတန်းဖတ်စစ်တပ်ကပင်လေပြင်ကနေပြည်တော်ကနေလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်နေတဲ့အပြင် ပြီးခဲ့တဲ့အောက်တိုဘာလ10ရက်နေ့ကလည်းဂျက်လီရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါရယ်။ စစ်ကောင်မရှင်ဟာတန်ရွဲအပါအဝင်အန်းတောင်ကုန်းနဲ့ကွမ်းမြူနယ်တွေမှာရွေးကောက်ပွဲကျင်းပမယ်လို့ပြောဆိုပြီးတဲ့နောက်အဲ့ဒီမဖြစ်နိုင်တဲ့ယူမန်ချက်အတွက်အကောင့်ထွေဖော်ဖို့အစပြုလာချိန်မှာအရခတက်တော်ဖက်ကလည်းပြည်သူတွေအနေနဲ့စည်ရဲတတိရှိကြဖို့ကိုထုတ်ပြန်လာတာဖြစ်ပါတယ်။